လူများစုကစက်သားဝယ်လာပြီဆိုရင်ချက်တာပဲဖြစ်ဖြစ်ဟင်းချို့လောက်တာပဲဖြစ်ဖြစ်ဆက်စားတတ်ကြတယ်။အလုံးစားရတာညီငွေနေပြီဆိုရင်တော့ဒီနေ့မှာတော့စက်သားချက်နေအတိကိုတင်ပြီးပါမယ်ခင်ဗျာ။အစာဆုံးရေတစက်မှထည့်စီရမလို့ပဲနဲ့ချက်ပြီးတဲ့အခါမှာလေစက်သားကနူးညံ့ပြီးစားလို့ကောင်းပါတယ်။ချောက်ချောက်မှွေမှွေလေးနဲ့အရသာရှိပါတယ်။ ချက်ပြီးတိုင်းမှာစပွဲပေါ်တင်လိုက်တာနဲ့တန်းပြီးတော့ပြောင်းသွားတတယ်။ပထမဆုံးစက်သားကိုအတုံးလေးတွေဖြစ်အောင်တုံးမယ်။ဘဲငက်ပြာကြီးအကျဲတစုံ၊ဘဲငက်ပြာကြီးအပြည့်နှစ်နဲ့မြေုပ်ကောင်းမုတ်တစုံ၊ကောင်းမုတ်စုံကြီးတစုံလောင်းထည့်ပါမယ်။လူကြီးမင်းရဲ့ငွေရှာတဲ့လက်လေးနဲ့နှံသွောင်းလိုရောနေပြီးတဲ့အခါမှာတော့မိနစ်30လောက်နှက်ထားလိုက်မယ်။တဲဦးထဲမှာစီပူရာနဲ့ချက်သွွန်ပြူထည့်ပြီးတော့မှုေးလာတဲ့အထိကြော်ပါမယ်။ပြီးတဲ့အခါမှာတော့နှက်ပြီးသားချက်သားကိုထည့်လိုက်မယ်။ချက်သားကိုရေချောက်ပြီးတော့မှုေးလာတဲ့အထိကြော်ပါမယ်။ ီအချိန်မှာရေတစက်မှမထည့်ပါနဲ့ခင်ဗျာတရုတ်ဆန်ဟင်းသုံးအရက်ကိုအနေတော်လေးလောင်းထည့်ပါမေးစားတစုံနဲ့ငရုတ်ကောင်းမုတ်တစုံဟင်းချုံမုတ်နဲ့နဲ့ထည့်မေးပြီးတဲ့အခါမှာတော့သူတို့ကိုအကုန်နှံ့နေအောင်လို့မှုေ့ကြပါမေးအရေးလေးဆုတ်သွားတာနဲ့ငရုတ်ဒီအစိမ်းနဲ့အနီတွေထည့်ပါမေးဒါဆိုရင်တော့ဥပေါ်ကချလို့ရပါပြီခင်ဗျာဒီလိုမျိုးတရုတ်ဆက်ဟင်သုံးအရက်နဲ့ချက်တဲ့ချက်ကျော်ကထချောက်လေးနဲ့မှွေပြီးတော့အရသာရှိပါတယ်တင်းမာတဲ့အသားလေးအရက်နဲ့တောက်လေကောင်းတယ်ထမင်းနဲ့စားလေကောင်းတယ်ကြည်ပြီးရင်တော့လူကြီးမင်းလေးအမြန်လှစားကြည့်လိုက်တော့နော်